ဂျိုးညာရဲ့ပြည်သက်များအားလုံးမင်္ဂလာပါရှင်။ဆီယမမမအင်ရရဲ့ကျွေမလုံးနှင်းဝေဝေမလုံးနှင်းကျွေဆိုတဲ့ဝိတ္ထုလေးကို အပိုင်းဆက်အနေနဲ့ဖတ်ပြနေရတာပဲဖြစ်ပါတယ်ရှင်။အခုဖတ်ပြပေးမှာကတော့အပိုင်း၅ပါရှင်။ အလကအဲ့လားလင်းထက်ရုံမှဆိုလို့ကိုကိုကြီးကပြောတာကိုတာကစနေသေးမရှုံးတော့ပါဘူးနော်ဒီတခါတိတိကျကျပြန်ကစားမယ်စိန်လိုက်လင်းလင်းကရင်ွေးချမ်းကိုတအားမဟုတ်တာကိုပြင်သည်ကစားရလူဆိုတာတံမြိုင်တော့ရရဲ့လင်းရဲ့ကိုကိုကြီးအပြောကြောင်းလင်းလင်းကရင်ွေးပကံကိုပြန်ချထားလိုက်သည်အေးဟုတ်ပါရဲ့မမေခင်ကလင်းမိသွားတယ်ခဏနေအောင်လေတံမြိုင်သွားဖြော်လိုက်မယ် ဦးနေပါစေမမေခင်အပေါ်ပြန်တက်နေရမှာမောနေပါမယ်လင်းရေပဲတောက်တော့မယ်အိမ်တနေအိမ်ဟောင်းကိုအုံလေကလေးများဖြင့်ဆက်သွဲထားဤကိုစော်ကရင်နှွေးချမ်းပကံကိုချကနေရာမှထားသည်ဘောင်းမီရှိကိုအထိုးကြောင်ပြပြင်ပြီးစောစောကချွတ်ထားခဲ့သောကျင်းကြခင်ကိုကပ်ယူလိုက်ကိုမျိုးမှသွားတော့မလို့လင်းပြန်လိုက်တော့မလားမလိုက်သေးဘူးကိုစော်မောင်နေမမျော်နဲ့တော့လို့မမေကိုဝင်ပြောလိုက်ပါ လင်းတင်ညာမကြည့်ဝင်တော့အိမ်မှာအိမ်မလို့မမေကိုလည်းပြောတော့ပြောပြီးသားပါလင်းလင်းကကိုကိုကြီးဘက်ကိုလှည့်မကြည့်မအောင်တတိတိုင်းပြောသည်လူကြီးဆန်လာတော့ကိုကိုကြီးကညာအိမ်ညာနေမနေဘူးတောင်းမှလည်းဆိုရင်နေရသည်လင်းလင်းမိုးကုန်းပြောက်ပြီးခရေကတငယ်ချင်းများနေမတွေ့ရသည်အပောင်းသင်းများနေပျော့ပျော့နေတတ်တော့လင်းလင်းကအိမ်ပြောင်းမှအဖော်မဲကပြင်းနေသည်ညီမလိုက်တာလဲကောင်းပါလေမဟုတ်ရင် လမ်းမှာငါကားပေါ်ခေါ်တင်ခြင်းတဲ့ကောင်မလေးကိုတွေ့ရင်မခေါ်ရဘဲနေမယ်။မမေခင် ကျွန်တော်ကိုထမင်းစားမစားနဲ့နော်။အေးအောင်တို့အိမ်မှာစားခဲ့မှာ။ဒါတော့လုပ်ပြီ။ဒါတော့ကားကိစ္စလည်းပြတ်အောင်စကားပြောရအောင်နော်တာ။ဒီကားစိတ်တဲမှာဟိုအစီရင်တတ်နိုင်မှာ။ကိုစော်ကဘာမှမပြောဘဲထွက်သွားပြီ။မကြမီမှ ကုန်းပေါ်မှာကားကိုခက်ပြင်းပြင်းမောင်းထွက်သွားခဲ့ကြာရသည်။မမေခင်ကတပင်းကိုတိတ်တကူချရွေးခြင်းဤ။ လင်းလင်းကကိုကိုကြီးဘက်ကိုမတိမသားလှည့်ကြည့်မိသည်ကိုကိုကြီးကတော့ခက်အေးအေးပင်ပြုံးလျက်ရှိ၏နေုံကြီးကဘာမှမပြောင်းလဲဘူးလင်းလင်းကလေးဆန္ဒကိုစကားပြောတာဆိုတာကိုဝိတာစားတာအေးတခါရှိရဲ့ပါများလည်းပြောစမ်းပါတစ်ချက်ချက်တော့ငိုင်ငိုင်သွားတယ်အဲထင်းလို့ပါဟဲ့ခိုင်းဆိုနေမျက်နှာအမြင်ရွှင်းနေတာပဲ အခုအောင်မရှင်လို့လားရှင်လားရှင်ပါတယ်အရင်လောက်တော့မဟုတ်တော့လေဒါတော့အသက်ကလည်းကြည်လာပြီဟုတ်ဟဲ့အမေကြည်ကြလိုက်တာလင်းလင်းကမကြည်ဝင်းနဲ့ငယ်စဉ်ကအเจ้าနေဖက်များဖြစ်ခဲ့ကြ යි အင်ဂျင်မနီးလာတော့လေကိုတာနဲ့လင်းလင်းကသူ့ကိုဝင်ခေါ်လေးရှိသည် ကိုတာနဲ့လင်းလင်းကိုမောင်နှမဝမ်းဝဲများအဖြစ်သတ်မှတ်ထားသည်ဖြစ်ပြီးလင်းလင်းကိုရောက်မှဟူ၍နောက်ပြန်ခေါ်လေးရှိသည် မက်ကြည်ဝင်းအမအမက်ကြည်မြင့်နှင့်ကိုဇော်ကမရှင်းမလင်းဖြစ်ခဲ့ကြဘူးသည်မမေခင်ကမက်ကြည်ဝင်းတို့မိသားစုနှင့် စီးပွားရေးကိစ္စအဆင်မပြေဖြစ်ဘူးသဖြင့်ကောင်းကောင်းစကားမပြောကြပေကိုတန်နှင့်မက်ကြည်ဝင်းတို့ကတော့အခင်အမင်မပြတ်နေခဲ့ကြသည်ယခုတော့မက်ကြည်ဝင်းလည်းအကြောင်းမထွက်ကအယောင်ဝင်လို့သည်မုံဘိုးပဲဖို့လောက်ပဲဖြစ်၏အပြင်တွင်ဆိတ်၍အေးနေသဖြင့်စောစီစွာအိပ်ရာထဲဝင်၍ကိုင်းနေကြရသည်စံပြင်းများသည်လမ်းလျှောက်တိုင်းအေးဆက်နေကြ၏ မန်ဂျီဝင်းနေလင်းလင်းကဂုံးငတ်ကြီးများအောက်တွင်နှစ်ယောက်အတူကိုရင်ရှေးဟောင်းနှောင်းပြများကိုပြောကြလေသည်ဒါနဲ့ဂူဂူကြီးနဲ့မင်းတို့ကိစ္စဘလို့လဲလင်းလင်းအစတော့မမေကဒီနေ့ထဲမှာစီစဉ်မယ်ဆိုပြီးကိုကိုပြန်ခေါ်တာပဲအခုတော့နောက်နေ့သတင်းကျွလောက်မှဖြစ်မယ်ထင်တယ်အိမ်ကလည်းမပြီးသေးဘူးလေငယ်ငယ်ချင်းများပြီးပြီလင်းလင်းကတော့ပုံမှန်လင်းလင်းမင်းပြော၏ကိုဆောင်ချောင်းသိပြီလားဘာကြောင့်လဲ မိုးကုတ်ကအမျိုးသမီးတယောက်နဲ့ဖြစ်နေရလေ။ဒါများအဆန်လာကွာကိုကျော်ကတယောက်နဲ့မဟုတ်တယောက်နဲ့ဖြစ်နေတာပဲ။နည်းနည်းထူတယ်လေ။အခုအမျိုးသမီးကတကယ် great ပဲကွာ။အေးအောင်လေးသိရမဟုတ်လား။အရင်တော့သူ့မိဘတွေကမိုးကုတ်မျိုးမှာနံပါတ်1ပေါ့။အဖိုးကြီးဆုံးပြီးမှကြသွားတာ။စီးကြအောင်မအောင်မနဲ့ထွက်လာလေ။မင်းလိုပဲအားကစားလေးလုပ်တယ်တက်တောင်လေးရိုက်တယ်တဲဟုတ်ပါလား ဒါကြောင့်ကိုစွာလည်းစက်တောင်ရိုက်ကောင်းနေတာ哦။ဆန်လီတိုင်းသူတို့ထွက်နေကြပဲ။ဒါပေမဲ့ဒီတယောက်လည်းကိုစော့အဖိုင်ရသဘောကျမှုမရဘူး။လင်းလင်းသည်သူမသိသေးသောအကြောင်းများကို စိတ်ဝင်စားစားပြုလာသည်။ကကိုကြီးတို့မိသားစုထဲမှာကိုစော့သည်စိတ်ဝင်စားစရာအကောင်းဆုံးဝင်ဖြစ်၏။ရွာထဲကမိမဖြူလေးတွေကလည်းကိုစော့အကြောင်းကိုစိတ်ဝင်စားကြသည်သာဖြစ်သည်။ကိုစော့နေတွေ့သောမိန်းကလေးတိုင်းသည်ထင်ပေါ်တတ်၏။ မမေခင်ကဘသူနဲ့တုန်းကရောသဘောတူလို့လေမဲလင်းလင်းရောက်ခမကြီးကြောင့်မသိသေးလို့နော်သူ့သားကိုဘသူနဲ့မှတူရတဲ့တန်နဲ့ထင်တာမဟုတ်ဘူးနှုတ်ချိုသလားသတာနဲ့နာနာပြောတတ်တာစဆွေနဲ့တုန်းကရောစဆွေတို့အဖေကတာမန်တွင်းသားစစ်စစ်ရဲမဟုတ်လားနောက်မှကြောက်အောင်သွားတာခုလည်းတိတ်တော့မရှိပါဘူးအဲ့ဒါလက်အောင်ငယ်သားကိုခမီးခမန်မတော်ကျင်ပါဘူးလို့ပြောတာရောသူ့သားကတက္ကသိုလ်ကျောင်းတော့မို့ပညာနဲ့အချက်ချင်းတွေမှာပေးစားမှာတဲ့ တကယ်တော့အားလုံးဘွယ်ဘွားဟာတက်လာကြတယ်သူသိဖို့ကောင်းတယ်လင်းလင်းကတော့မတ်တီဝင်းရဲ့နာကြီးချက်ကိုရိတ်စားမိတယ်လို့ရှိသည်ကိုတာနဲ့ပတ်သက်၍မမေခင်နဲ့အဆင်ပြေကြဘူးထင်ပါရဲ့လင်းလင်းတို့အပေါ်မှာတော့လှဲ့လှဲ့လေးလေးရှိလာပါသည်မတ်တီဝင်းပြောသလိုသာဆိုရင်လင်းလင်းတို့ဤဖေဖေစီလဲတွင်သားဘွားကတက်လာတာပဲတစ်ခုတော့တွေးစရာရှိမမေခင်ကကိုကိုကြီးပေါ်ဘလောက်ပဲတန်ဟောင်းစင်ရှိသည်ဆိုဆို ကိုဇော်တို့ကိုထားတို့လောက်တော့တယူတရာမရှိတာအမှန်ပဲမမေကပဲကိုကိုကြီးငယ်စဉ်ကတယောက်တည်းနေရရှာသည်ဟုပြောခဲ့သေးသည်မဟုတ်ပါလားပြီးတော့မမေခင်သည်ကိုကိုကြီးကိုမြည်သည့်အခါမှအသားဟုမခေါ်ပဲလင်းလင်းသည်ဆောင်းကိုနရွက်နှစ်ဖက်လုံအောင်ဆဲချုံလိုက်လေသည်အေးအောင်ရောမမေခင်ကဘာလို့သဘောမတူတာလဲအေးအောင်တို့ကဟန်သာရှိရတာလင်းလင်းရဲ့ဘာမှရှိတာမဟုတ်ဘူး လင်းလင်းရဲ့မိမိခင်ကသူ့သားတွေကိုတကယ်မီလီယံနာထဲမှာပေးစားချင်တာလင်းလင်းကသပင်းကိုတွတ်တူချမိလင်းတို့ကတော့ဒီလိုမဟုတ်ပါဘူးကွယ်လင်းလင်းတို့ကဆွေမျိုးလဲတော်တယ်မဟုတ်လားပြီးတော့မိမိခင်ကြောက်တွေအလင်ခံရတော့လင်းလင်းတို့ဖပင်အများကြီးစိုက်ရလိုက်ရတယ်ဆိုဒါရီကိုမသိပါဘူးကွယ်လင်းလင်းသည်သူ့နားမလဲသေးသောလူတွေအကြောင်းကိုသိရတတ်ရခြင်းအတွက်ရင်ထဲမှာလေးလံသွားသည် လင်းလင်းတသက်တာမှာတော့မေမေဖေဖေတို့ရင်ဝင်တွင်ဆိုးဆိုးနွဲ့နွဲ့ရှိကနေခဲ့ရခြင်းဖြင့်လူလောက၏ရှုပ်ထွေးကြံပြန့်ပုံကိုသိနိုင်ခွင့်မရှိခဲ့။ကြားနောက်တော့လည်းအပူပင်ကင်းသူပြီးပြီးပျော်ရွှင်ချမ်းမြေ့စရာကိုသာရှာကြံနေတတ်ခဲ့သည်။သူတစ်ပါးလိုအချက်အတွက်နဲ့လည်းရရန်မပွေခဲ့ရလေတော့လူတွေ၏ဆိုးသန့်ရဆက်မှုကိုလည်းမကြုံခဲ့ရ။သူမသိသေးသောလောကရဲ့တွင် လူတွေအကြောင်းကများပြားလှပါကလားဟုတွေးပြီးပူပန်လာသည်။တကယ်တမ်းပြောရရင် မတ်ကြည်ဝင်းတို့လောက်မှလူဘဝအကြောင်းကိုသိသူမဟုတ်သေးပေ။ဒီလိုလူတယောက်ကကျေပြန်သောအိမ်တော်ကြီးလောကထဲသို့စောစီစွာဝင်ရောက်ဖို့အသင့်ပါမည်ရဲ့လား။မမေစေရနာကိုအတွင်းမဲ့ယုံကြည်ခဲ့တော်လဲမမေဒီလည်းအလွန်အေးစိငြိမ်သက်သောအမျိုးသမီးတယောက်ဖြစ်ပြီးလောကပရိယေကိုသိမထင်မေ။ဖေဖေကတော့ထာဝရရှင်အယူခံအတိုင်းသာတွေ့တတ်သူဖြစ်၏။သို့သောတခုတော့စိတ်ချစရာရှိသည် ကိုကိုကြီးကတော့ပြင်ရဲกินနိုင်ပါရဲ့ကိုဇော်ကတော့อืมကိုဇော်ကတော့မိခင်တို့အကြောင်းပြောလို့လင်းလင်းစိတ်ညစ်သွားကြီးလားမပူပါနဲ့ကွာမိမိခင်ကလင်းလင်းကိုတော့ချစ်ပါတယ်ကိုနဲ့တွေ့ရင်တော့လင်းလင်းအကြောင်းသတင်းပေးသလိုလိုနဲ့ကြွားရတာအမောမင်းနဲ့ရောအဆင်မပြေဘူးလားဘာပြောကြလို့လဲကွာလူကြီးကြီးမသိမိမဲကိုကယူသေးစစံပါတယ် မဟုတ်ဘူးလေကိုတာနဲ့ပတ်သက်လို့ပြောတာပါမိအောင်မမေအောင်တွင်မန်းချီဝင်းရဲ့မျက်နှာလေးညှိုးနှဲသွားသည်ကိုလင်းလင်းသတိထားမိသည်ငယ်စဉ်ကတည်းကမန်းချီဝင်းသည် ကိုကြာဤသိန်းကြီးကိုခံခဲ့သူဖြစ်ကိုကြာနဲ့လင်းလင်းကမုံဘိုးကို ဖောက်ဖောက်တီတီသုံးကြတော့လေမန်းချီဝင်းကမသုံးနိုင်ထိုကြားထဲကပင်မန်းချီဝင်းကသူ့အိမ်မှာထည့်ပေးလိုက်သောထမင်းကိုကိုတာအတွက်ခွဲဝေကျွေးလိရှိသည် ကိုတာနှင့်လင်းလင်းတို့မြောက်လျှော့အောင်စော့သည်ကို သူကပင်လူကြီးဆန်စွာ ထိန်ချောင်ပေးရသည်ကိုတာနှင့်လင်းလင်းကစားရင်အငင်းတန်ကရှိုင်မောင်းပုံမောင်းဖြစ်ကြလင်တော့ကိုတာကိုဆွဲသလိုလိုနှင့်အကာအွယ်ပေးလိရှိသည် မဟုတ်ရင်တော့လက်မြန်သောလင်းလင်းကြောင့်ကိုတာနားရသည်ကြီးပင်ကိုတာနဲ့ကပတ်သက်စရာအကြောင်းမရှိပါဘူးအင်းမဲမသိရင်ခံမယ်ကွာအချင်းချင်းမဖုံးမနေပါနဲ့တကယ်ပြောရပါယူစားခင်ကြရပဲရှိပါတယ် ်သို့သောမကြည်ဝင်းရင်ထဲကဝေနာကိုလင်းလင်းခံစားနေရသလိုပဲညနေအားစကားပြောနေကြသဖြင့်နနက်နေမြင့်မှအိယာကနှူကြသည်ခိုင်းမိုင်ပြတင်းတကားကိုဖွင့်လိုက်သောအခါတောင်ဆွေများကြားမှထွက်ပြူစနေဝန်းနီနီကိုတွေ့ရသည် စောင်းခါများတွင် နေလုံးကိုတော်တော်နဲ့မမြင်ရတဲ့တခါတည်းတော့လေတိမ်ဆိုင်တိမ်ငယ်တွေကြားတွင်ရောက်နေသလိုပဲမြူကိုယ်တွေကြားမှလက်ညှိုးတောင်ကိုဝိုးတော်ဝမြင်ရသည် သဘာဝအလျာလွညိုးတဲ့ဖြစ်ပေါ်နေသောတောင်တန်းကြီးဖြစ်လှပအေးချမ်းသောနေရာလေးမှာဘဝကိုအထီးထားရမည်အတွက်ရင်ထဲမှာကြည်နူးမိ၏သို့သောရှေခီးသည်မရေရာဘာကြောင့်မရေရာသည်ကိုလည်းသိချစွာမသိမန့်ချီဝင်းတို့မမေကအသင်လုပ်ပေးထားသောကောင်းငင်းပူပူနှင့်ရင်နှွေးချမ်းကိုစားတော့ကြသည်မန့်ချီဝင်းတို့မမေသည်မမေလိုရင်းပျော်ပြောင်းလွန်ခြင်းမရှိမမေခင်လိုလေစကားမကြွေ ယူယူမမှန်နေတဲ့သူသားဖြစ်၏သူတို့အဖေကလည်းအလုံးလုံးရရင်ယူသားသည်အများတကာတွင်ကျောင်းလုံငန်းမှာအင်တိုက်အားတိုက်လုပ်နေစဉ်ခဲ့ရပင်ယူသားစွာဖြင့်တစ်တော်ချမ်းလက်ပတ်ချမ်းတို့ကသာလုတ်ကင်ခဲ့သူဖြစ်၏လင်းလင်းဒီမှာထမင်းစားမလားဒေါ်ခင်ရင်တို့အိမ်ပြန်စားမလားမကြည့်ဝင်အမေကဝတ္တရားရမိသည်ဒီမှာဘယ်စားမလဲအမေသူရောက်ခမလောင်းကဒီမှာအိတ်တာအောင်ကြက်ရလားမသိဘူး မန်ချီဝင်းရင်စကားကအဖျားခက်နေဒီလိုမဟုတ်ပါဘူးကွာဒီမနေ့ကကိုရဲ့ထံအောင်လိုက်ကြည့်မယ်လို့ပြောထားလို့ပါညနေကျရင်လာစားပါမယ်ကိုတောက်ကခေါ်ခဲ့မယ်လေမန်ချီဝင်းမျက်နှာလေးပြုံးသွားသည်ငါတို့ကတော့ဘသူ့မှအာဃာတမထားပါဘူးကွယ်သူ့အဖေနဲ့ဖြစ်တဲ့ကိစ္စကလည်းကြားလို့မကောင်းလို့အထင်လွဲစရာဖြစ်ရတာပါဒါပေမဲ့ကိုစောကပါအဆက်အသွယ်ဖြစ်တော့လူသမီးလေးအရှက်ရရရတယ် ကိုဇော်နှင့်မကြည်မြင်ကိစ္စကိုဆွလွတ်ခြင်းဖြစ်ဟန်တူသည်မကြည်မြင်သည်လဲလင်းလင်းတို့မကြည်ဝင်းတို့ထက် အပြူဖြစ်သောသူဖြစ်၍မြင်မသောအရက်နှင့် ကနွယ်ကလျာလှသူဖြစ်သည် ရှံသွေးဆက်၍အသားငါဖြူသည်ရွာရှိကာလာသားတိုင်းကစိတ်ဝင်စားကြသည် သို့သော ကိုဇော်ကိုမရှင်နိုင်၍နောက်ဆုံးကြရသည်ယခုတော့မကြည်မြင်သည့်အိမ်အောင်ကြပြီးမိုးမိတ်တို့ရောက်နေလိမ့်မည် အမေကကိုစောနဲ့မမတို့ကိစ္စကိုသူတို့ကြောင့်ပြတ်တာလို့ထင်နေတယ်။တကယ်တော့မဟုတ်ဘူးကွာ။ကိုစောကမိန်းကလေးတွေနဲ့ပြပြောနေတတ်တာကိုမမကမကြိုက်လို့အဆက်ဖြတ်လိုက်တာ။မမကအသိသူဝင်ကြိုတတ်တာ။ကိုစောကရှင်းပြပြီမဲ့လက်မခံအောင်လေ။အဲ့ဒီအချိန်မှာလူကြီးချင်းအဆင်မပြေတော့ရောထွေးပြီးရှုပ်ကုန်တာပေါ့။မကြည်ဝင်ကအတူတူရှင်းပြသည်။ကိုတားတော့ဒီလိုမဟုတ်ပါဘူးကွယ်။ကားကွယ်မနေပါနဲ့ရောင်းပါရဲ့ကိုကသဝင်မတို့တတ်ပါဘူး ဒါမဲ့သူတို့ထဲမှာကိုကိုရသဘောအဖျောက်ဆုံးပဲစိတ်ကူးမလွှဲနဲ့။ဘာလဲစိတ်ကူးမလွှဲနဲ့ဆိုတာ။မင်းစိတ်ထဲဘလို့ရှိမယ်ဆိုတာမသိနိုင်ဘူးလေ။မင်းကလေးအချင်းချင်းသာတိတက်သောစိတ်ဖြင့်တငယ်ချင်းမကြည့်ဝင်းသည်သူ့ကိုဆွဆွဲနေပြန်ပြီလား။ပြန်လဲဖြည့်ရှင်းကျင်တော်လဲအချင်းကမရလိုက်။အင်းရှိကိုကိုတာရောက်လာတော့ကြောင့်ဖြစ်သည်။မကြည့်ဝင်းကလည်းကိုကြားကိုမြင်မြင်ချင်းအင်းရှိသို့ပြေးထွက်သွားသည်။ကိုတာသည်ပေါင်းမိရှင်နှင့်အနှွေးရဲ့ပွားပွားကိုဝေချာ၏။ နှစ်ထဲမှာကန္နမာပိုင်းတွင်ကင်ထားသည်ပန်းများကိုမကြည့်ဝင်းကစီးယူလိုက်သူတို့ကိုကြည့်ပြီးလင်းလင်းကျင်ထဲမှာကြည်နူသွားသည်အချစ်ဆိုတာဒါပဲထင်ပါရဲ့သူတို့မျက်လုံးလေးများကြောက်ပနေကြသည်ခြံထဲသွားကြမယ်လေမမေခင်ကခေါ်ခိုင်းလို့လင်းလင်းကအနှွေးတဲ့ကိုထုတ်ဝေလိုက်သည်နေနွေကတ်ထားသောမန်ကိုကြည်ကမျက်နှာကိုလှဝါးပြင်းပုတ်တက်လိုက်။ပေါန့်နာလဲုံလေးလင်းလင်း မလိုပါဘူးကွာမလိုပါဘူးဒီမျက်နှာကတော့ပျောင်ပျောင်ပါပဲလင်းလင်းကကိုကြကိုမျက်စောင်းထိုးလိုက်မိသည်သူများကိုမျက်နှာပျောင်တယ်လို့ပြောတာပေါ့လေတွားမလိုက်တော့ဒီကရွရွပြောတာပါလင်းကလည်းစိတ်မဆိုးပါနဲ့ကိုတာကတောင်းပန်သည်ဟုတ်ပါတယ်လင်းလင်းရဲ့ကိုတာကနောက်နေပြောင်နေကြမှာမဟုတ်လားအချင်းပါနေပြီကြော်ပါ သူတို့နှစ်ယောက်ကအတိုင်ဖောက်ညီနေလိုက်တာကိုဒါအဆုတ်လို့မမေခင်နဲ့တိုင်ပြောရမယ်ကိုကိုကြီးနဲ့တိုင်ပြောမယ်လို့ပြောစမ်းမှလင်းရင်မတိုင်ချင်ပါဘူးကြောက်စရုပ်ကြီးစကားတော့ပြောတယ်လို့ဖြစ်နေမှာပေါ့ကိုဒါနဲ့မကြည်ဝင်းကသဘောကျသွားရည်နေကြသည်လင်းလင်းကတော့သူတို့ကိုကြည့်ပြီးမကျင်တဲ့စိတ်ကကြီးထွားလိုက်ကိုတိုင်အိမ်ပေါ်များခဏလေးတက်ပါအောင်ကိုကိုကြီးကခြံထဲမှာစောင့်နေမှာမို့ညနေမှလာမလဲ ။ဒါဖြင့်လင်ပြီးရော။လင်းလင်းကကိုတန်းကိုမဆောင်တော့ပဲရှေ့မှထွက်လာခဲ့။လင်းလင်းညနေထမင်းလာစားနော်။မကြည်ဝင်းကလှမ်းအောင်ပြောသည်ကိုလှမ်းမကြည့်ပဲခေါင်းညှိပြခဲ့သည်။ကိုတာနောက်မှလိုက်လာသည်ကိုသိတော့လဲခြေကိုတွတ်တွတ်လှမ်းခဲ့။မေကနိုအင်ရှင်ရင် ကိုစော်သည်ကားစပ်ဖုံကိုဖွင့်ကဟိုနိုင်သည်နိုင်လုံနေသည်ကိုတွေ့ရသည်။ကိုဇော်တက်အောင်သွားရမလား။ကိုဇော်ကလင်းလင်းကိုလှဲ့ကြည့် ပြီးတော့ဟန့်ဟန့်ပပန့်ရည်သည်နင်တို့ငါအတင်းတွေဘာလို့ပြောခဲ့ကြသလဲလင်းလင်းကကားနာရင်ရဲ့ကြည့်နေကိုစော်သိမ့်စော်နဲ့အကြောင်းနေပေါ့လူတွေကထင်တာပါဟာတကယ်တမ်းကျဒီကမောင်ကျန်ရင်ပါကိုစော်ကကားစပ်ဖုန်းကိုဂျိုင်းကနေနေအောင်ပိတ်ဖြစ်လိုက်သည်ဂျားတော့ကိုစော်ကဂျိုင်းဖြောင်လို့တောင်းလူတယောက်ကြောင်းအပေါ်ဟန်ကြည့်ပြီးဆုံးဖြတ်လို့ရလာလင် ိုဇော်ကကားပေါ်ချက်ကစနို ਈ စစစစီအပြင်ထွက်တော့မလို့လားအိမ်မှာနေစရာအကြောင်းမှမရှိတာကိုတာကနောက်မှမိလာသည် ကိုဇော်ကားမချွတ်နိုင်သည်ကိုသိသဖြင့်နောက်မှနေ၍တွန်းပေးသည်လင်းလင်းကပါဘေးတကားပေါ်ကိုဂင်၍တွန်းပေးကိုဇော်ကိုဘေးတိုင်းမြင်နေရသည် မနှက်စစောဖြစ်၍ကိုဇော်မျက်နှာသည် ဖြူဖွေးနေညနေဆောင်လင်းတော့ကိုဇော်မျက်နှာကနေရတတ်သည် ဒီကားကိုမင်းမန်းဆောင်ထောက်ဆန်းမှာကိုယ်ဆိုရာတက်ဆန်းဝင်နိုင်ကျွန်တော်ပါမန်းလေးကိုခဏခဏရောက်မှာလူမမဆုံးမကားလည်းပဲဆုံးမလဲငါညီကကားကဦးကနေစံလို့လာသည်ကိုစော်သည်ကားစီယာရင်ကိုလက်ဖြင့်လှည့်ရင်းလင်းလင်းကိုစိုက်ကြည့်သွားလေသည်လင်းလင်းကစပင်းများကိုလက်ဖြင့်တိုင်ရင်ရဲ့ရွေချင်၏ဒီချောင်းရည်တွေနီနေသမျှ မူကုန်းမြူကြီးထမင်းမငတ်ဘူးလို့အဆိုရှိတယ်လင်းလင်းရဲ့ဘဝဆိုတာစမ်းကြဲတယ်ဂျာကိုလူတွေကကောင်းကောင်းအသုံးချတတ်ဖို့ပဲလိုတာယနေ့ကိုကိုကြီးကြည်ရသည်မှာလန်းလန်းဆန်းဆန်းရှိလိုက်ရခင်ရှမ်းများကဖြူပဲဖြူရဖြစ်နေသောကိုကိုကြီးအသားများကနေရောင်အောင်မှာညိုယောင်တန်းလာသည်ရှမ်းမောင်မီပေါပေါကိုဝေထားသဖြင့်အသွင်ကထူးကြနေရင်းကျက်သောမျက်နှာကြောင့်သူပြောသော စကားများကိုနားထောင်ရသည်မှာလဲ ်သင်ငန်းစာတစ်ခုကိုနှာယူနေရတယ်လို့ပင်ဒါပေမဲ့ချောင်းရည်နီနီနောက်လိုက် ခိုးရင်းနေမိတယ်နော် နောင်နာမှရက်နေတော့ကိုတာကပြော၏ညကြီးထဲမှရသောအပြုံးများကိုခနွဲဆေးရခြင်းဖြင့်ချောင်းရည်သည်နေလာရသည်ကန်တန်နေမြမှာလွတ်တော်ဉာဏ်များရင်မယိုးဖလာအလုပ်ကိုမဆွတ်နိုင်သူတို့အ ਨੇ ချင်းပြူနေကြသည်ထိုနေရာမျိုးတွင်ထောင်ချောက်တောင်းချောက်မရနိုင ဆယ်เจ้าရာเจ้าများသာသို့သောသက်ဆိုင်ရာကအခွင့်မပြုတယံဇာတာဆိုတာရန်နာတမျိုးလည်းမဟုတ်ပါဘူးကွာတဘာဝအစစအရာထုတ်ပေးနေတာပဲပုဂ္ဂိုလ်ကြီးကသူ့ဆိုင်ခင်တွေကိုကြည့်အောင်ပြောရင်လင်းလင်းကညကအရေးပြတ်ထားသဖြင့်တန်းဝေလိုက်ပြီးမှပုဂ္ဂိုလ်ကြီးကိုအာနာကပါဇက်ကိုလက်ဖြင့်ပိတ်လိုက်သည်ကိုယ်တားကရည်သွန်းသွေးသည်ကိုမျက်စောင်းထိုးကဟန်ကြရ၏။ကိုကိုကြီးသည် ပန်းမုံလာခင်းနဲ့ဖြတ်သွားကဟိုဟိုဒီဒီစစ်စေးကြည့်ရှုနေမြူထဲမှာရှာရှာပပဝယ်စားရသောမုံလာပွင့်ကြီးနှစ်ပွင့်ကိုနှုတ်ယူခဲ့သည် အမြင့်များကိုမြင်ရင်ခါပြီးလင်းလင်းရှာသူလှမ်းပေးလိုက်ကိုကိုကြီးချံပန်းမင်လည်းမရှိဘူးအောက်ဘက်မှာစိုက်ထားပါရဲ့စဉ်ကြည့်ပါလားကိုတာလိုက်ပြလိုက်ပါကိုကြီးလိုက်ပြလိုက်ပါလားလို့ကိုတာကပြောပြီးတဲပေါ်သူတက်သွားသည်လင်းလင်းကတော့ သိငုံလေးတစ်ခုမှထိုင်ရင်းကျင်းရီကိုကိုကြီးသည်ပုံကျင်းမင်းတွေကြားမှပေါင်းမိများကိုကုန်းလုံးနေပြီးတော့လင်းလင်းကိုလှဲ့ကြည့်သည်သူတို့နှစ်ယောက်တည်းကျန်ခဲ့သည့်အတွက်လင်းလင်းကကိုတော့ကိုချိန်ဆနေမိသည်ကိုကိုကြီးနှင့်နှစ်ယောက်တည်းနေရမှသူကြောက်သည်အကိုကြီးတယောက်ရှိရင်အရွယ်ရသည့်ညီမတယောက်အနေကြုံသလိုမျက်နှာအထာရခံနေသည်ကိုကိုကြီးကသူ့မကြင်လက်ထမ်းမိသူပါလားဟုတွေးကစိတ်ထဲမှာရှက်ရွံ့လာ၏ ကိုကိုကြီးကလင်းလင်းလက်ထံမှမုံလာဝင်းနှစ်ခုကိုလှမ်းယူသည်လင်းလင်းဂယူးဆိုင်ပေးလိုက်ရသဖြင့်သူတို့လက်ချင်မထီကြကိုကိုကြီးကမုံလာဝင်းများကိုတဲပေါ်ရှိ ကိုတားထံသို့လှမ်းပေးလိုက်ပြီးပြန်လှည့်လာသည်အောက်ဘက်သို့ဆင်းရန်အမှုရာဖြင့်ပြ၏ကိုတားကြီးလိုက်ခဲ့လေဟာလင်းလင်းကလမ်းကိုသေးသည်ကိုတားကမကြားကြအောင်စောင်းနေသည်လင်းလင်းထောပွားသွားသည်အမြဲတမ်းပူပွင့်လင်းလင်းနေထိုင်လာခဲ့သူတွင်မို့ကိုကိုကြီးနှင့်လင်းလင်းကိုနီးစပ်စေလိုသောသဘောဖြင့် မြည်သူကမှလှုပ်ပေးသည့်အပြုတ်မှုမျိုးမပြုတ်ဘူးချင်းကိုကိုကြီးကရှေ့မှဆင်းသွားနေလင်းလင်းစိတ်ထဲကငါဘာရီတွေးနေပါလဲကိုသာသူ့အတူနေခဲ့ရလဲဖြစ်နိုင်တာပဲဟုတ်တွေးကနောက်မှလိုက်ဆင်းသွားရသည်လမ်းဒီမဆောက်ပြီးမိုးရိပ်တိုက်စားတာသဖြင့်အဖို့အထင်များပေါ်နေသည်ချော်လဲမယ်လေဖြစ်ဖြစ်စဉ်ကိုကိုကြီးကလက်မကြည့်ပဲလမ်းတတိပေးသည်သူကတော့ရှေ့မှကျွမ်းကျင်စွာသွားနေသည် ဘေးတစ်ဖက်တစ်ချက်စီမှာရေများတော်တော်စီးစင်းတံကိုကြားနေရသည်။တောင်ဆောင်များတွင်သစ်ပင်ရိုင်းများထူထပ်စွာပေါက်နေကြသည်။နေရာတချို့တွင် တချိန်ကတွင်းဟောင်းများကိုလမ်းမြင်နေရ၏။ကြောက်ထွက်သောနေရာတွင်မြေကြီးနီဆွေးဆွေးကိုတောင်ဆောင်အတိုင်းမတ်ဆောက်ညီညာစွာတွေ့ရသည်။ရေနှင့်မျောတိုက်ထားသဖြင့်မြေဆိုင်များသည် ပြန့်ပြူးနေ၏။နိုင်ငံပိုင်တွင်းများဖြစ်သည်။ဟဲ့ပန်းမင်းတွေမနေပါလား။လှလိုက်တာ။ ကန္နမာပန်းနှင့်သစ္စာပန်းမင်များကိုကြည့်ကလင်းလင်းကအော်လိုက်သည်ခြေချော်ကြမည်ဖြစ်သွားတော့လဲအချိန်မီထိန်လိုက်နိုင်ကိုကြီးကပန်းလှလှများကိုရွေးခုသည်ဒါရီမခုပဲဒီတိုင်းထထလာရင်ကိုကိုကြီးတော်တော်နဲ့မလွမ်းကြဘူးလင်းရဲ့များလာတော့လဲဥကြွန်ဝါခူးပြီးရောင်းတာပေါ့ဥကြွန်ဝါကကိုကိုကြီးအချမ်းဆောင်ဖြစ်သည်လင်းလင်းအောက်ကိုရောက်သွားချိန်မှာကိုကိုကြီးကပန်းမွင့်အတော်များများကိုခူးပြီးဖြစ်လေသည် တော်ဘောကိုကိုကြီးပန်းတွေနှမျောစရာကိုကိုကြီးလက်မပိတ်မိကပင်လင်းလင်းကပန်းတွေကိုလှမ်းယူလိုက်သည်ဖယားတင်ရတာဗောလင်းရဲ့ကိုကိုကြီးအပြောကြောင်းလင်းလင်းဤလက်များတန့်သွားရသည်အိုရာလင်းလဲပန်ဗောသူစကားပြောစဉ်ကိုကိုကြီးသည်လင်းလင်းကိုမကြည့်ပင်လင်းလင်းကတပြင်းလင်းသူ့ဟူသာတိတ်တခူချမိကိုကိုကြီးသည်သူ့ဇနီးလောင်းဖြစ်သူလင်းလင်းအတွက်ပန်းကလေးတစ်ပွင့်ကိုတော့မှပန်မပေးချိုက်ဘူးလား အေးလေဒါလည်းချစ်သူတွေမှာပြုမှုတတ်ကြတာမျိုးပဲကိုကိုကြီးနဲ့သူကချစ်သူတွေမှာမဟုတ်ပါပဲအတလန်းဒီအစင်ထက်ခဲ့ဤဖနက်ကထူ၍မိမိရေရမနေနိုင်ကိုကိုကြီးသည်တဆင့်တကလင်းလင်းကိုရက်ဆောင်နေသည် လင်းလင်းဒရီဒီအိုင်ဖြစ်နေသည်ကိုကြည်ကလက်တစ်ဖက်ကိုကမ်းပြီးကိုကိုကြီးလက်ကိုလှမ်းဆဲယူပြီးအတော်ပင်အားဆိုင်၍တက်ရသည်သည်ကိုကိုကြီးလက်များကခိုင်ခန့်မြဲမြံလာသည် မျက်နာကတည်ကြည်တန့်စင်လျက်ပင်လင်းလင်းရင်ထဲမှာနှွေးနေပန်းတွင်ပေးလေအပေါ်ရောက်တော့ကိုကိုကြီးကပန်းများကိုလှမ်းယူကရှေ့မှသွားနေသည် ကိုတာသည်တဲထဲမှနေ၍သူတို့ကိုလှည့်ကြည့်နေသည် လာကြရေရင်နှွေးချမ်းတောင်းဥကြွယ်ဝကရင်နှွေးချမ်းနဲ့ကောင်းချင်းမောင်းပူပူကို ပြင်ဆင်ထား၏ကိုကိုရဲ့ချမ်းကိုသဘောကျရဲ့လားလင်း ကိုတာကပန်းများနဲ့ပန်းမုံလာပွင့်များကိုအသင့်ယူလာကအိတ်တစ်ခုရင်ထင်ရင်မေးသည်လင်းလင်းသည်ကိုတာကိုစကားမပြောနိုင်သေးပေရွှေထဲမှတက်လာသည်ဖြင့်ဖက်နှများပိန်နေသည်ကိုငုံကြည့်နေရသည်အောက်မှရေရှိရလင်းသွားဆေးလိုက်ပါလားလင်းလင်းကတဲအောက်သို့ပြန်ဆင်းပြီးပြူ၏အခုပဲပြန်ကြတော့မှာကိုကိုကြီးအပြောကြောင့်မစင်းပြတော့ တဲပေါ်သူလုံလုံလျက်လျက်မတက်ပဲခြေကိုကပြင်းသွချကားချိုင်းအေးစစ်စစ်နေပါအောင်လားကိုကိုရဲ့ကောင်းညီမစားကြပါအောင်လင်းမစားနိုင်တော့ဘူးမချီဝင်တော့အရင်စားခဲ့ပြီးပြီလင်းလင်းသည်ပေးချန်နေသောသူ့ခြေထောက်များကိုငုံငါတကြည်ကြည်ဖြစ်နေလေသည်ဒီလိုဆိုလဲပြန်ကြမလဲကျွန်တော်တပတ်ခါမှလာခဲ့တော့မယ်ဥကျော်ကမုံညင်းတွေခူးထားလိုက်ပါအေးအေးကိုတိုင် တောင်ကြီးမောင်တွေအိမ်မထိတ်သွားလင်းလင်းသည်ရှေ့ဆုံးမှဆင်းလာခဲ့ရွှင့်ပပေတဲ့ကိုပြန်ရှာရမည်ဖြစ်တော့လဲမနေနိုင်သဖြင့်ဝါးတစ်ချောင်းအောက်တွင်ခြေထောက်ကိုခန့်ကဆေးချပစ်သည်စစောကကိုကိုကြီးအပြောကြောင့်မဆေးပဲအောင်ထားခဲ့ရခြင်းဖြစ်၏လင်းလင်းသည်သူ့ကိုကြည့်နေသောကိုကိုကြီးကိုမလုံမလဲပြန်ကြည့်ကမနေတာဘူးကိုကိုရေရှားတယ်ဟုပြောလိုက်မိသည်ကိုကိုကြီးကကလေးဆန်သောလင်းလင်း၏အမူအရာကိုစိုက်ကြည့်နေ၏ လင်းလင်းရတက်ကတူအကြောင်းသူကြီးကိုချမ်းဆိုင်စားလို့တော့မဖြစ်တော့ဘူးထင်တယ်။သူတို့နှစ်ယောက်ဤအနာဂတ်ဘဝကိုရည်ရွယ်ပြီးပြောလိသည်လားဟုတွေးကလင်းလင်းဤမျက်နှာကနှီးရဲသွားသည် ဆုံးထိနားဆင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်အပိုင်း6ကိုဆက်လက်ဖတ်ပြပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်